အာအရန်ဝမ်းသာတာပေါ့ကိုမြင်တာနဲ့ပေါ့နော်နိုင်ရဲ့တန်လေးကအရန်ချိုတယ်အရန်အေးတယ်အာမြန်မာဝတ်စုံလေးနဲ့ဆိုလဲအရန်လိုက်တယ်လို့ကြားရတာဖြစ်တဲ့အတွက်လဲအရန်ချိန်နဲ့ပီတိဖြစ်ရတယ်ပေါ့နော်နိုင်ရဲ့အိမ်မက်ကတော့ရတနာကိုအများကြီးပိုင်ဆိုင်ခြင်းနဲ့အိမ်မက်ကတော့ရှိတာပေါ့နော်အရန်သဘောကျပါတယ်ရှိဟုတ်လက်ရှိမှာတော့နန်းကအခုဒီအဘွားအတွက်နင်းထွက်ထားပြီးတော့နောက်ပြောကြတော့ပေးဆက်ခြင်းဒုတိယတစ်ပုတ်ထွက်ထားတယ်နောက်ပြီးတော့ ဖတ်ထရီနေနေတော့နန်းနောက်ထပ်တစ်ပုတ်ထွက်ဖို့ရှိပါတယ်ရှင်ဟုတ်ဖတ်ထားတဲ့တစ်ချိန်ကတော့ feedback ကတော့အရန်ကိုဘယ်လိုခေါ်မလဲအာသဘောကျကြတယ်ဖတ်ထူလေးဖတ်ဝမ်းကောဖတ်ထူရောရတာတစ်မျိုးစီထွက်တယ်အာစိတ်တိုင်းလေးကြပါတယ်ရှင်ဟုတ်အခုလိုပြောကြရတဲ့အတွက်လည်းအရန်ကိုဝမ်းသာပြီးတိဖြစ်ရတယ်ဟုတ်အဲခုနောက်ပိုင်းကတော့နန်းတိတလောက်ကတော့ဒီအမင်္ဂလာပွဲမှာတချင်းအေးလေးဆိုရဲဒါပေကြတော့နန်းရဲ့ဘွားတွဲနေရောပိတ်ဆက်ချင်းမှာရောနောက်ပြီးတော့ထိုင်မသိန်းလေးနေအဲတိထားတယ်ပို့ပို့ပြီးတော့လက်ခံလာရေတို့ အာခန်းစားမိရေပေါ့နော်အာအရန်ဝမ်းသာတာပေါ့ကိုမြင်တာနဲ့ပေါ့နော်နိုင်ရဲ့တန်လေးကအရန်ချိုတယ်အရန်အေးတယ်အာမြန်မာဝတ်စုံလေးနဲ့ဆိုလဲအရန်လိုက်တယ်လို့ကြားရတာဖြစ်တဲ့အတွက်လဲအရန်ချိန်နဲ့ပီတိဖြစ်ရတယ်ပေါ့နော်ဟုတ်ကဲ့အဓိကကတော့နန်းကအာပွဲလေးတွေဆက်လာတာမင်္ဂလာပွဲကိုပို့ပြီးတော့ဆုဖြစ်တာများတော့အတေးမင်္ဂလာပွဲလေးတွေရောတဖြည်းဖြည်းနဲ့ချိန်ချိန်နဲ့ပေါ့နော်အာတိလာတယ်အဲ့အတွက်ကိုလဲအရန်ကိုအာဒီမြန်မာနိုင်ငံမှာပေါ့နော်ကိုတချင်းဟိုကိုရတဲ့ အပိုင်းကနေမြန်မာတချင်းလေးဆိုရဲအဲ့နောက်ပြီးတော့ကိုတေယိုတချင်းလေးဆိုရာဖြစ်တဲ့အတွက်တဖြည်းဖြည်းနဲ့ပွဲလေးဆက်ဆက်လာတယ်ပေါ့နော်အဲနောက်ပြီးတော့ကျတော့ပြည်တွင်းရောပြည်ပရောအဲလမ်းခေါ်ပြီးတော့မြန်မာလူမျိုးတွေရာပေါ့နော်တကြံကျင်းပကြတာဖြစ်တဲ့အတွက်အရင်လက်ပြည်ပြီးဖြစ်တယ်သူတို့ဒီမြန်မာအနေနဲ့ဂုံပြုတ်ပြီးတော့ကိုစားပေါ့နော်စားရောက်ပြီးတော့ဖြောပြေးပေးရတဲ့အတွက်လည်းရန်ကိုဝတ်သားပြည်ပြီးဖြစ်ပါတယ်ဟုတ် အာအရန်ကိုအခုလိုမျိုးအားပေးလာတာသိရတဲ့အတွက်လည်းအရန်ကိုချိန်တတ်တယ်ပေါ့နော်အာအားပေးလာတယ်ဆိုတာအထက်ကိုချစ်ပေးကြတာပေါ့နော်အဲ့လိုမျိုးကိုယ်ကလည်းဒါ show လေးဆိုတော့ညာလိုက်ကိုယ်ထိန်းနိုင်တာအဲ့ဒါလေးလည်းပြပြပါဟွန်းကိုယ်ထိန်းတာတော့နန်းအဲ့လောက်ထိတော့တပါတော့မရှိဘူးပေါ့နော်တို့ပေမဲ့ကိုယ်ဝါသနာပါတာကိုအဲသချင်းဆိုပေးရတယ်ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဒီကိုပါ ကိုငားတာဖဲချိုးဖြက်ငားတာလားတို့မို့တချင်းဆိုတာငားတာလားပေါ့ဓာတ်ပုံရိုက်ဖို့ငားတာလားပေါ့အဲ့အရာပေါ်မှာပို့ပြီးတော့တာဝန်ကျေအောင်ကိုသွားဖြစ်တယ်ပေါ့နော်အဲ့ဒီသွားဖြစ်တဲ့အတွက်ကိုလည်းစူးစမ်းနေတဲ့လူတစ်ယောက်ပါပဲရှင်အဲလောလောဆယ်ကတော့နန်းသွားတော့သွားချင်တာပေါ့အခွင့်အရေးရရင်တော့နန်းသွားကြည့်ချင်တယ်အဲအခွင့်အရေးအမှုပညာတော့ကိုဝါသနာပါတာဖြစ်တဲ့အတွက်တော့အရာအလုံးကိုစမ်းကြည့်ချင်တာပေါ့ဟုတ်ကိုကိုကိုကတော့အရင်ကြီးဟိုတင်ယူထားတာတော့မရှိဘူးပေါ့နော်ဒါဝါသနာကနေတစ်ဖြည်းဖြည်းနဲ့ဒါ အဲပိုင်ပိုင်တို့တို့ဒီဇိုင်နာတွေနဲ့အချင်းချင်းတိလာရင်းနဲ့ပေါ့နော်ကိုကူညီပေးရင်းရင်းကနေတို့တဖြည်းဖြည်းနဲ့လူတိလာရတယ်အဲ့တော့အရင်ကြီးကျွမ်းကျင်တာတော့မဟုတ်ဘူးဝါသနာအရပဲရှိနေသေးတာပေါ့နော် professional တော့မဟုတ်ဘူးပေါ့အားကြရစ조사နေစေပေါ့အာနန်းသဘောကျတာတော့မမိုဟစ်ကိုသဘောကျတယ်အာတည်ငြိမ်နေပေါ့နော်အာရင့်ကျက်တယ်အာဒါကတော့ဒီကိုယ့်ရဲ့အာသူ့ရဲ့ဘယ်လိုခေါ်မလဲ မုတ်လေးပေါ့နော်ဒီအလုတ်လုတ်တဲ့အရာတွေမှာအဲအလုတ်လုတ်တဲ့အရာလေးတွေမှာသူရဲ့မုတ်လေးစီးမြောသွားတဲ့အရာလေးနဲ့သဘောကျတယ်ဆိုအဲအရန်ဝမ်းသာပေါ့ဒါပေမဲ့သူရောမသူရောမားတော့ပိုချောတာပေါ့နော်ဒါပေမဲ့ကိုကတော့အမ်တင်းငိမ်အေးချမ်းတာထက်နန်းကတော့ဘယ်လိုခေါ်မလဲအင်းငိမ်မိုင်းတော့အဲ့လိုလေးသွားတာပိုသဘောကျတယ်ဟုတ် အာလောလောဆယ်နန်းကိုတွေ့မြင်တာဘဝတွေ့နေနောက်ပြီးတော့ကြအခုဒီလောလောလတ်လတ်မှာဟင်နရီနဲ့ရိုက်ထားတဲ့ဒီဇလန်တွေ့တပုတ်တပုတ်လုံးမှာ sorry တစ်ချက်နိုင်ရဲ့ဘဝအတွက်နေပေါ့နော်ပထမဦးဆုံးဒီ2024မှာပြန်ထွက်ထားတဲ့ဘဝအတွက်နေတချင်းလေးရဲ့နောက်ပြီးတော့ခု2025တရက်တလပိုင်းမှာထွက်ထားတဲ့ပိတ်ဆက်ချင်းလေးနဲ့အပို့ပြီးတော့ပြန်ပြီးတော့တွဲမြင်လာကြတယ်နောက်ပြီးတော့ကျတော့ဒီ time သိန်းလေးနဲ့ပို့ပြီးတွဲမြင်လာရတယ်လို့သိရတယ်ပေါ့နော်ဟုတ်